ခုကတော့ဒါပြိသက်တွေခုနကျွန်တော်ပြောရတဲ့အတိုင်းပဲပကြီးပြပွဲနောက်တစ်ပွဲကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီပကြီးပြပွဲကဆိုလို့ရှိရင်တော့ Think to Think at Exhibition ပကြီးပြပွဲပဲဖြစ်ပါတယ်။ဒါဒီကြောင်းနဲ့ပတ်သက်ပြီးတော့ညဉ့်ညက်ကိုထပ်ပြီးတော့ပြောပြပါအောင်ဗျ။ဟုတ်ကဲ့ဒီ Think to Think at Exhibition ပကြီးပြပွဲကိုဆိုရင်တော့ဇူလိုင်လ2ရက်နေ့ကနေပြီးတော့10ရက်နေ့အထိ Think Art Gallery မှာကျင်းပပြီးတော့မှာပဲဖြစ်ပါတယ်ခင်ဗျ။ဒီတော့ပကြီးရှိ ပရိသတ်တွေရောဒါပကြီးဝါနာရှိပရိသတ်တွေရောသွားရောက်ပြီးကြည့်ရှုဖို့အတွက်လည်းတည်ငောက်ပါကြပါတယ်ဒီတော့ဒီပွဲခမ်းနာမှာဆိုရင်ရောဘယ်လိုမျိုးပကြီးလက်ရာတွေကိုပရိသတ်များမြင်တွေ့ရမလဲစိတ်ဝင်စားဖို့ကောင်းပါပါဟုတ်ကဲ့ပါဒီအကြောင်းအရာကိုတော့ဒါညီလေးရှင်းသက်ရွှေဟာဒီမှာပရိသတ်တွေသိရှိသေးဖို့တင်ဆက်ပေးသွားမှာပါရှုသားကြည့်ပါဦးခင်ဗျ ကျွန်တော်တို့အနုပညာမိုးကောင်းငယ်အဖွဲ့သားတွေရောက်ရှိနေတဲ့နေရာကတော့တကုံမြို့နဝဒေလန်တင့် art gallery မှာကျင်းပပြုလုပ်တဲ့တင့်တူတင့် art exhibition အခမ်းအနားလေးမှာပဲဖြစ်ပါတယ်ဒီအခမ်းအနားမှာဆိုရင်တော့ပကြီးစရာ9ဦးတို့ရဲ့ပကြီးကားအချက်62ချက်တို့ကိုခင်းချင်းပြသသွားမှာဖြစ်ပြီးဒီပကြီးပြပွဲလေးကိုတော့ဇူလိုင်လ2ရက်နေ့ကနေ10ရက်နေ့ဒီခင်းချင်းပြသသွားမှာပဲဖြစ်ပါတယ်ဒီတော့ပရိသတ်များအားလုံးလည်းဒီတင့်တူတင့် art exhibition ကိုကျွန်တော်တို့လိုက်ပါကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ ဒီ think gallery ကဖွင့်ထားတာနည်းနည်းကြော်ကြော်လောက်တော့ရှိပြီရှင်ဒါပေမဲ့အမားတို့အနေနဲ့ take over ပြန်လုပ်လိုက်တာတလားတော့မပြေသေးဘူးရှင်အဲ့တော့ပြာကန်းလေးပြန်ဖွင့်ပွဲအနေနဲ့ဒီပွဲလေးအစီအစဉ်ဖြစ်သွားပါရှင်အဓိကကအမအဖေရဲ့ပကြီကားကြီးအကုန်လုံး collect လုပ်တာ6နှစ်9နှစ်လောက်ရှိပြီရှင်အဲ့တော့သူ့ရဲ့အဓိက collection လေးကိုလူတွေပြန်ပြီး share ကျင်တာလေးရယ်နောက်အဓိကခုနကပြောသွားတဲ့အတိုင်းပဲပြာကန်းဖွင့်ပွဲလေးနဲ့အဲ့လိုမျိုးရည်ရွယ်ပြီးလုပ်ဖြစ်သွားတာပါရှင်အဓိကဒီပကြီဆရာ6ယောက်ပေါ့နော်အဲ့6ယောက်ကလည်းလုံးဝမတူတဲ့ style သူတို့ဆွဲပုံတွေကြွားတဲ့ဟာတော့ပြန်ပြီးပူပေါင်းပြီးလုပ်ပေးတာဆိုတော့အဲ့ဒါလေးကတော့ထူးဆန်းမှုဖြစ်ပါလိမ့်မယ်ရှင့် နမယပကြီးမဆန်လက်ပါအဲ့ဒီသုံးကားပြထားပါတယ်ဂျာပန်ကားလေးရပန်းအိုးလေးနှစ်ကလုံးရဟိုဂျာပန်လေးရတဘာဝတယုတ်မှန်ရင်းနီးပေါ့နော်အဲ့ဒါလေးကိုကြည့်တဲ့လူစိတ်ချမ်းသာအောင်လို့ဟိုလှအောင်လို့ဖန်ပြီးပြောရည်ရအောင်ဒီပကြီးဆရာရဲ့စေတနာပေါ့နော်ဒီပကြီးကားရဲ့စေတနာဆိုဒီပကြီးကားကိုကြည့်တဲ့လူရဲ့စိတ်ထဲမှာဟို message တခုခုပေါ့စိတ်ချမ်းသာသွားမယ်ဟို သူများအတွက်ကို ကိုကနေပြီးတော့ဖန်တီးပေးခြင်းနဲ့စိတ်ကလေးရဲ့စေတနာလည်းရှိရနောက်တစ်ခုကကိုလှုပ်ပြခြင်းနဲ့ကိုကိုစိတ်ထဲမှာရှိတဲ့ဟာကိုလှုပ်ခြင်းနဲ့ဟာနဲ့ဘလို့အံဝင်သူများကြိုက်တဲ့ဟာဘလို့ဖြစ်သွားမလဲဆိုပြီးတော့ဖန်တီးရတာလည်းပါပါတယ်ကိုတစ်ဖက်သက်တဲ့ကိုလှုပ်ခြင်းတာရှောက်လှုပ်ပြီးတော့သူများချစ်ခြင်းချစ်ခြင်းနေဆိုတဲ့ပုံစံမျိုးလည်း ပဲမလုပ်ပါဘူးခန်းစားတက်ဝင်မှုဟာကြီးဆရာအပေါ်မှာအများကြီးရေးပါပါတယ်ဟိုဘလူနီနဲ့ပဲဖြစ်ဖြစ်ပေါ့ဟိုမော်ဒန်နေပဲရေးရေးဒီလိုရေးပဲရေးရေးဟိုကိုသူ့ရဲ့စိတ်ခန်းစားချက်ကဟိုတကယ်ကိုလေးလေးနက်နက်ပြပြစုံစုံဒီပကြီကားတွေကိုထည့်ထားတယ်ဆိုလို့ရှိရင်ပကြီကားတကယ်ကိုအထိပ္ပယ်ရှိပါတယ် ကဲအခုဒါပရိသတ်တွေကိုကျွန်တော်တို့ဒါအစာပိုင်းမှာခရေက hints ပေးထားသလိုမျိုးပဲကျွန်တော်တို့နိမ့်ပညာမှုကောင်းကင်စီစဉ်ရနေပြီးပရိသတ်တွေစိတ်ဝင်စားစေမယ့် interview လေးတစ်ခုဖန်တီးပေးထားပါတယ်ဒီတစ်ခေါက် hit interview တစ်ခုနေနဲ့ academy ခိုင်နေကြီးကိုကျွန်တော်ကနေပြီးတော့ရောက်တွေ့ဆုံမေးမြန်းထားလေးရှိပါတယ်ဟာဒါဆိုဘယ်လိုအကြောင်းနေမေးတာဟုတ်ကဲ့ဒါဆိုလို့ရှိရင်တော့အခု letter law social network ဒီအဓိကအပြည့် facebook ပေါ်မှာပေါ့ facebook ရွာ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်ပြီးတော့ခေတ်စားနေမယ်လို့ထင်ပါတယ်။ဒီဇာတ်ကားထဲမှာဆိုရင်တော့ Academy ခိုင်သိန်းကြီးအနေနဲ့သူ့ရဲ့တမှုထူးခြားစံပြလာတဲ့ဝတ်စုံဒီဇိုင်းတွေကလည်းပြိသက်တွေရဲ့ဒါပါဇက်ပြားမှာရေးပန်းစားနေပါတယ်။ Wow ဟုတ်တယ်ကြာကျွန်တော်လည်းအရင်စိတ်ဝင်စားပါတယ်။ဘာဖြစ်လဲဆိုတော့ဒီထဲမှာဝတ်ထားတဲ့ဒီဇိုင်းတွေကလည်းအရန်မိုက်တယ်။ပြိသက်တွေကလည်းဒီဒီသူ့ရဲ့ poster တွေကိုကြည်ပြီးတဲ့ဟိုဟာဒါဒီဇာတ်ကားကိုအရန်စိတ်ဝင်စားနေကြ။ဟုတ်ပါတယ်။ဒီဇာတ်ကားကဆိုလို့ရှိရင်ဒါကတော့မကြခင်မှာရုံတင်ပြသတော့မှာပါ။ဒီတော့ဒီ Facebook ရွာထဲမှာပါဝ ဝင်ထားတဲ့ဒီသရုပ်ဆောင် character နဲ့ပတ်သက်ပြီးတော့ Academy ခိုင်သိမ်းကြည့်အနေနဲ့ဘယ်လိုမျိုးဝစ်စားစင်ရင်မှုတွေပြုလုပ်ခဲ့ရတယ်လဲပရိသတ်များအခုပဲကြားသိရမှာဖြစ်ပါရခင်ဗျဆိုရွာဘယ်လိုဖြစ်သွားလဲဆိုတော့ तू ကဟိုအရင် character တွေကြတော့လဲတွတ်တွတ်လွတ်လွတ်မြူးမြူးကြွကြွနဲ့ ပြောပြောလေးပေါ့အခုကြာတာနည်းနည်းပြောလွန်သွားလဲပေါ့ပြတ်သွားတာပေါ့နော်သူကအသက်လွန်ပြီးတော့သူကနည်းနည်းဟိုယူရက်ဘက်ရောက်သွားတဲ့ခါကျတော့ဟိုအပြင်ကိုက်တာတဲ့တော့ပိုလုတ်လဲရတာပေါ့နော်အဲအဲ့လိုလေးတော့ဖြစ်သွားတာပေါ့ဟိုဒီဇိုင်းနေကြတော့လဲဒီဇိုင်းနေကြတော့လဲကိုကအမှန်တကယ်ကဟိုတမင်တကာကိုဝှေ့ရတာလေဝှေ့ရတယ်ဆိုတော့ဟိုနည်းနည်းစိတ်ကမနှံ့ဘူးဆိုတော့ ဟိုနည်းနည်းလေးအဲ့လိုယူဟိုနည်းနည်းသူယူတယ်ဆိုမှလည်းတတ်တတ်ခါအောင်ပေါ့နော်တချို့ကြတော့လည်းအဲအပြင်မှာယူနေတော့ထမိန်မမနိုင်ပေါ်မနိုင်နဲ့တကယ်ကိုရေမချိုးပါမချိုးနဲ့အရန်ယူနေတဲ့လူတွေနဲ့ဒီထဲကမခိုင်လင်းနေတဲ့ကြတော့လည်းချားစီပဲပေါ့နော်အဲကိုကြတော့လည်းသူယူတာအရန်ဟိုရာနှုံးပြေလည်းသူမယူသူ50လောက်ပဲယူတော့တဝက်လောက်ဆိုတော့တဝက်လောက်နဲ့ပတ်စံလည်းရှိသေးပေါ့နော်ဟိုလမ်းဘေးရောက်တဲ့အချိန်ကြီးစားစရာမရှိတောက်စရာမရှိမဟုတ်ဘူးပေါ့နော်အဲလိုမျိုးဆိုပြီးအလှပကြိုက်တယ်ဆိုတော့နည်းနည်းလေး အဲ့လိုမျိုးလဲယောက်ျားလည်းလူကျင်နေတဲ့ character ဆိုတော့လှလည်းနည်းနည်းပြင်နေပေါ့နော်ဆိုတဲ့အခါကျတော့ဟိုအရန်ကြီးတော့လဲဟိုတသက်ရက်ကြီးပြင်လို့တော့မရဘူးပေါ့အဲ့လိုမထော်ရီလျှောက်လို့ရတာပေါ့နော်အဝစားဆိုတော့လဲကိုကဟိုအတိအကျကြီးတေချာဝတ်လို့ရလည်းမရဘူးဆိုတဲ့အခါကျတော့ဟိုလျှောက်ဝတ်ရတာပေါ့နော်လျှောက်ပြီးတော့မြို့သူတွေလို့လဲအဲတချို့မြို့ကားတွေမှာလို့အဲ့လိုမျိုးပေါ့ဟိုမထော်မနှမ်းဝတ်တယ်ဆိုပြီးတော့မြို့ပုံစံနဲ့လျှောက်ဝတ်လို့လည်းမရပြန်ဘူး အဲ့တော့တောသူဆိုတော့လေတောနဲ့ပတ်သက်တဲ့ခြီသားလေးတွေပါလေးတွေကိုမှရောရက်ပြီးတော့အဲ့လိုပေါ့နော်ဝေ့ရတာပေါ့ဒါမှမဟုတ်လေအဲ့ဒါလည်းတစ်ခါတစ်ခါမှာအဲ့လိုသချင်းကာရက်တာဟိုသချင်းတရုပ်ဆောင်တဲ့ဟာမျိုးတို့နောက်ပြီးကြတော့အဲ့လိုဓာတ်ပုံရိုက်မဲ့ဟာမျိုးလေးမှာပါပဲပုံမှန်ကတော့ဟိုတောသူမတွေဝတ်တဲ့ပုံစံမျိုးမှာအဲ့လိုမျိုးပေါ့တစ်ခါခါကြတော့လေဖက်နဲ့ကြွဲတစ်ဖက်နောက်တစ်ဖက်တစ်ခါကြလေကိုယ်စိတ်ကူးတယ်မှာတင်ရင်လည်းစီးတယ်လေခါကြလေဟိုညီအောင်ညီအောင်စီးတာပေါ့လေအဲ့လိုပေါ့ခါကြလေဟိုပန်းကလည်း ဟိုစိတ်ကူးပေါက်ရပေါ့အနီတစ်ဖက်အဝါတစ်ဖက်ပန်းကျင်လဲပန်းလဲခါကြလဲညီချင်းလဲညီတာပေါ့သစိတ်ကတိတ်မမတ်တဲ့သဘောလေးပေါ့ဆိုတော့ဘာရမို့ပေါ့ဦးကိုကလှုပ်လိုက်တာတော့ကိုကလှုပ်လိုက်တာတော့ဟိုဘလို့ခေါ်မလဲဟိုအဆင်ပြေအောင်လှုပ်လိုက်တာပါပဲအဆင်ပြေတယ်လို့ပဲပေါ့နော်ဒါပေမဲ့ပြိဿကတော့အကြိုက်တွေ့သွားတာပေါ့ ဒီကနေ့မှာဆိုလို့ရှိရင်တော့ပရိသတ်များအတွက်ကျွန်တော်တို့အနည်းမညာမိုးကောင်းခင်အစီအစဉ်ကနေပြီးတော့တင်ဆက်ပေးလိုက်တဲ့အနည်းပညာအကြောင်းအရာတွေကလည်းပရိသတ်များအတွက်တော်တော်လေးအပြည့်စုံသွားပြီလို့ထင်ပါတယ်။ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့ပရိသတ်တွေကိုပြောနေကြတဲ့အချိန်မှာကျွန်တော်တို့ရဲ့အစီအစဉ်ကိုကြည့်ရှုပြီးတော့ဝေဖန်ချန်ပီစကားတွေပြောကြပေးကြပါပြီးတော့ပရိသတ်တွေအနေနဲ့လည်းကိုသိကျင်တဲ့အနည်းပညာရှင်တွေပတ်သက်တဲ့အကြောင်းအရာတွေကိုလည်းမေးမြန်းပေးထားလို့ရပါတယ်။ဒါရေးသားပြီးတော့မေးမြန်းရမယ့်နေရာတွေကတော့ www.facebook.com/skanshu မှာပရိသတ်တွေအနေနဲ့ comment ရေးသားပေးရမှာဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ပါတယ်ဒီတော့ပရိသတ်တွေလည်းကျွန်တော်တို့ရဲ့ page လေးကိုလည်လာခဲ့ပါနောက်ပြီးတော့ပရိသတ်များနေနဲ့ကျွန်တော်တို့ရဲ့အစီအစဉ်ထုတ်လွှင့်နေတဲ့အချိန်ပြတဲ့ညဆိုလို့ရှိရင်10နာရီချိန်မနက်ဆိုလို့ရှိရင်တော့12နာရီ40အချိန်များမှာပရိသတ်များရောက်တဲ့နေရာကနေပြီးတော့ mobile data လေးဖြန့်ပြီးတော့ online ကနေ live stream လေးတွေကိုကြည့်ရှုလို့ရပါတယ် www.mrtv4.tv ဆိုတော့ online ကနေပြီးတော့ပရိသတ်များ live streaming ကြည့်ရှုလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျဒီတော့ပရိသတ်တွေအတွက်ကျွန်တော်တို့ဒီနေ့မှာ disserve ခဲ့တဲ့အကြောင်းအရာလေးကလည်းတော်တော်လေးစုံသားပါပြီဗျဟုတ်ကဲ့ပါပရိသတ်တွေကိုထပ်မံပြီးတော့ဒါပြသမှုပုံစံလေးရဲ့နည်းငယ်ပြောင်းလဲ င်းသွားတဲ့အကြောင်းကိုလည်းပြပြချင်ပါတယ်ဒါကတော့ကျွန်တော်ည10နာရီမှာဆိုလို့ရှိရင်အမှုပညာမိုးကောင်းကင်အစီအစဉ်အပိုင်းအစ်ကိုထုတ်လွှင့်ပေးသွားမှာဖြစ်ပြီးတော့မနက်12နာရီ40မှာဆိုလို့ရှိရင်တော့ repeat အနေနဲ့ပြန်လည်ပြီးတော့ထပ်မံပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့မှာဆိုလို့ရှိရင်တော့ break တက်များအတွက်စိတ်ဝင်စားစရာအမှုပညာအကြောင်းအရာတွေကလည်းတော်တော်လေးစုံသွားပါပြီဒီတော့နှုတ်ဆက်ပါပါခင်ဗျာဟုတ်ကဲ့ပါဒီတော့ပြည်သက်တီအားလုံးပဲတာယာလာပါတဲ့နေ့လေးတရားကိုပိုင်ဆိုင်နိုင်ကြပါစေလို့ပြောကြရင်နှုတ်ဆက်လိုက်ပါရနော်